ဖီဖာကလပ်ကဘာဖလားမှာလဲသူက PSG လိုမျိုးအသင်းကိုနိုင်ဝါတဲ့ခါမှာ Chelsea ကိုအရင်တတ်မှတ်ထားတဲ့ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကျွန်တော်တို့ရဲ့အထင်တွေကအရင်အပေါ်ရောက်သွားတဲ့ပုံစံမျိုးပေါ့တကယ် Chelsea ကအဲ့တော့ဒီကျွန်တော်တို့မတွေးရသေးဘူးဗျပြောမယ်ဆိုလို့ရှိရင် Chelsea ကိုလက်ရှိကျွန်တော်တို့ Chelsea ဆိုပြီးတော့ကျွန်တော်တို့မြင်လိုက်တဲ့အခြေအနေတက်နေနေပြီးစဉ်းစားမှအဆင်ပြေမဲ့အခြေအနေမျိုးမှာပဲရှိတယ်ကျွန်တော်ကဒီရဒီ Liverpool ကိုမြင်တဲ့အမြင်အကြတော့သူကကျွန်တော် moment FC ပေါ့နော်ဒီအခိုက်အတန့်မြင်နေပဲဒီအကျိုးရလက်ရအောင်လုပ်သွားတဲ့အတင်းလို့ကျွန်တော်ကပြောနေတယ်ပေါ့နော် ဂျာမန်ကွင်းလည်းကစားတော့ပါဘောတော့ဒါ face ဘိုးဖက်လေးမှုလည်းမရှိဘူးနောက်တစ်ခုကျွန်တော်တို့ဘောတော့ဒါဘိုးသွင်းတာလည်းမရှိဘူးဒါမန်ယူကစားသမားဖြစ်ရတဲ့လူတွေကမလွယ်ဘူးဗျမန်ယူကစားသမားဆိုလို့ရှိရင်တပွဲနှစ်ပွဲလောက်မကောင်းလိုက်တာ ਨੇ အဖြစ်ပြောတာ Chelsea နဲ့နေ့က twin goal တရားပြီးခဲ့တဲ့ Fernandes က Brentford နဲ့ပွဲမှာပနိုင်လဲလွဲရောရရစရာမရှိအောင်ပြောခံရတယ် တော်တော်ရစရာမရှိအောင်ပြောခံရတာဒါပဲပေါ့နော်ဒါ vis အခုလိုမျိုးခြေစွမ်းလဲတိတ်ပြီးတော့ကောင်းမှုလဲမကစားနိုင်ဘူး premier league မှာနည်းလေးခက်ခဲနေပေမဲ့ဘယ် liverpool ပြိတက်ကမှသူ့ကိုအပြစ်မပြောသလိုဘယ်ပြိတက်တခြားသောဘယ်ပြိတက်ကမှလည်းသူ့ကိုတိတ်ပြီးတော့ထိုးနှက်ပြီးပြောရမျိုးမရှိဘူးအကီဒီကီကကြတော့ပြောရမယ်ဆိုရင် dia di liverpool ခေါ်တင်ရလူတွေထဲမှာအကျိုးရှိဆုံးခေါ်ယူမှုလို့တော့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားကတိုက်စစ်တစ်ခုလုံးရဲ့အသက်လို့တောင်ပြောလို့ရရတယ်သူရဲ့ လို့သူလှုပ်လှုပ်နိုင်သလားလေပါဝီရဲ့တိုက်စစ်ကလမ်းကြောင်းပွင့်နေဆိုတဲ့ပုံစံမျိုးကိုကျွန်တော်မြင်ရတယ်ဗျနော်โอเคပါတော့ဒါအခုဒီတပွဲကတော့ဒါအခုတပတ်ဒါပရီးမီယာလိပွဲစဉ်တွေကအကောင်းဆုံးပွဲစဉ်တွေပဲဗျနော်ဒါကျွန်တော်တို့ချယ်ဆီနဲ့လီဗာပူးဒါဒီပွဲကတော့ကျွန်တော်တို့ဒါစနေည7:00မှာကစားမှာပေါ့ ပြောမှဆိုလို့ရှိရင်တော့နှစ်သင်းလုံးအတွက်ရလက်ကောင်းလိုတယ်ပွဲစဉ်တစ်ပွဲလိုလည်းကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဒါကျွန်တော်တို့စီစဉ်ရဲ့ထုံးစံတိုင်းပေါ့နော်ဒါ ancient chelsea ဘက်ကနေပြီးတော့ကိုရီလင်းထွန်းရဲ့အမြင်လေးတွေပေါ့ဒါလေးနေစလိုက်ချင်ပါတယ်ဟာ chelsea ကကြတော့ဒီ premier league မှာတတိုက်ကိုအလီကတ်တွေထိရယ်ပေါ့နော်ဒီ champion league မှာလည်းသူတို့အလီကတ်ထိထားတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်သွားတွေ့တာကကြတော့ဒီ season ပိုင်းမှာလည်းအားနည်းချက်ရှိသလိုမျိုးပေါ့နော်ဒီလိုမျိုးအလီကတ်တွေထိရတဲ့အကြောင်းရင်းတွေထဲမှာအသင်းရဲ့ကစားပုံကလည်းအရေးပါတယ်လို့ဆိုတော့ကျွန်တော်မြင်တယ်ပေါ့နော် ဒီမန်ယူနဲ့ပွဲကအနီကောက်ပဲကြီးကြီးဘရိုက်တန်နဲ့ပွဲကအနီကောက်ပဲကြီးကြီးပေါ့နော်ဒါ Chelsea နောက်ခံလူတွေရဲ့ကစားပုံပေါ့နောက်တန်းရဲ့လူလာတဲ့ပုံပြီးတော့အရန်ကိုတင်ပြီးကစားတဲ့အချက်ကိုကျွန်တော်တွားပြီးတော့မြင်ရတယ်ပေါ့နော်ဒီ Liverpool နဲ့ပွဲမှာတော့မျိုးတော့ကျွန်တော် မကစားစီချင်ဘူးခဏလေးများဒီနောက်တန်းကိုနေနှိမ့်ပြီးတော့ကစားပြီးတော့ Liverpool ကိုခေါ်ကစားတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးပဲကျွန်တော်ပို့ပြီးတော့လုပ်စီချင်တယ်ပေါ့နော်အဲ့လိုအချိန်တွေကနေမှဒီတိုင်မြတ်တိုက်စစ်နဲ့တွားမယ်ဆိုရင်တော့ဖြစ်နိုင်ခြေရောရှိရဲ့ ဟုတ်ပြီလို့ဆိုတော့ဒီလေပါဘူးကကျတော့ဒီ transition တွေကိုတားဆီးရဲ့ဖိုင်မှာဒီအားနဲ့ချက်လေးတော့မြင်ရတယ်ဗောနော်ဒါကို chelsea တင်းနေနဲ့ဒီ transition တွေကိုကောကောသုံးချပြီးကစားမယ်ဆိုရင်တော့ဒီပွဲတင်မှာတော့ဂိုးတွေရတော့နှောင်းလင်းလို့ရတယ်သူတို့ပြည့်ဒီဗီမီကာနဲ့ပွဲမှာသုံးသွားခဲ့တဲ့တောင်မန်တွဲဗောနော်ဒီလက်တိုနဲ့ခန္ဓာချိုးကိုဒီလိုဒီလိုပွဲတွေမှာသုံးနေတယ်သူတို့ကကျတော့ဒီတိုးအားလဲကောင်းနေမြန်နေမြန်နေဗောနော်ဒီကစားသမားတွေကအဲ့ဒီတင်းနေကြောင်းတွေကထွက်တယ်ဗောနော်အဲ့လိုခြေနေမျိုးတွေရှိတယ်အဲ့ဒီသူတို့ပြည့်ရဲ့လမ်းကြောင်းတွေကိုလည်းဒီ ဒီကိုက်ဆဲတို့တို့အဆိုခေါ်နေတဲ့တို့ကဒီပေးနိုင်ဆိုရှိတာကြောင့်ဒီလိုချင်းနေတွေကိုတော့ချဲစီတင်းနေနဲ့ပြင်ပြီးတော့ကစားတင်းနေလို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။ဒါပေမဲ့ဒီပွဲစဉ်မှာချဲစီဂယူဆက်ရမယ်အဓိကချက်လို့ပြောရမယ်ဆိုရင်တော့နောက်တန်းပဲဗျ။ဒီနောက်တန်းကဒီပုံမှန်တိုင်းပေါ့နော်ထိမ့်ပြီးကစားမယ်ဆိုရင်တော့ရတယ်။အဲ့လိုမဟုတ်ဘဲနဲ့ဒီဒီပါဘူးဘက်ကိုပေါ့နော်လက်ဆောင်ပေးလိုက်တဲ့ဂိုးပုံစံမျိုးလေးတွေပေါ့။ချဲစီနောက်တန်းနောက်ပိုင်းလုပ်တည်တာပုံစံမျိုးလေးတွေဘိုင်းနဲ့ပွဲမှာပြပြ ဒီ brother နဲ့ပေါ်တာဖြစ်ဖြစ်အဲ့လိုမျိုးလုံနေတဲ့အမားလေးရေပေါ့နော်အဲ့လိုအမားရေမလုံဘူးဆိုရင်တော့ Chelsea တင်းနေတဲ့အများကြီးကိုပါမျှော်လင့်လို့ရတယ် Chelsea တင်းရဲ့ဒီဘယ်လိုပြောရမလဲဒီ aim win record ပေါ့နော်ဒီဘောက်ကွန်းနဲ့ကားထားတဲ့ aim win record တွေရတယ်အရင်တော့မစိုးဘူးနောက်20နောက်ပိုင်းပြန်ကြည့်မယ်ဆိုရင် Chelsea တင်းရဒီဒီဘောက်ကွန်းနဲ့တွေ့တဲ့ Stamford Bridge record တွေရတော်လေးကိုကောင်းတာကိုကျွန်တော်ပြောတွေ့ရတယ်မရှုံးတော့ဘူးပေါ့နော်ဒီအချက်ကိုတီးပြီးတော့ ဆင်းရဲမယ်ဆိုရင်တော့ဒီပွဲစဉ်မှာ Chelsea အနေနဲ့တည်ရလက်လောက်တော့ထိန်းပြီးတော့ကစားလို့ရမယ်လို့ကျွန်တော်ကမြင်ပါတယ်ဗျကျွန်တော်တို့ကတော့အခုဒါ Chelsea ကိုပြောမယ်ဆိုလို့ရှိရင်ဒါဒီဘွဲမှာ promotion ဆိုပြောမယ်အချက်ကတော့ဒါ Chelsea အနီကက်မထီဖို့လိုတယ်ပေါ့ဗျာကျွန်တော်တို့ဒီရာလေးတွေကိုကျွန်တော်စပြီးပြောရမယ်ပေါ့နော်ဒါပြီးခဲ့တဲ့ရာသီအစတော့ Chelsea ရက်လက်လေးတွေကအဆင်ပြေပါတယ်အဲ့တော့ Champions League ဝင်လာတဲ့ခါမှာ Chelsea က ဒီလိုမျိုးပဲရလက်ကောင်းမယ်ဆိုပြီးတော့ဒါ Chelsea သင်းအပေးတဲ့ဒီ fan page တော်တော်များများမှာကျွန်တော်တွေ့ရတယ်ပေါ့နော်။ဒါ Bayern Munich ကိုတော့တည်ကြမယ်၊ Genoa ပွဲကိုတော့ Chelsea ကအေးစစလေးနိုင်မယ်ဆိုပြီးတော့ခံမှန်းချက်တွေတွေ့ရတဲ့ခါမှာတကယ်လက်တွေ့မှာလဲဆိုတော့ပြောင်းမြန်နေဖြစ်သွားတယ်။ Chelsea ရှုံးပွဲတွေအများကြီးဝါတယ်။အဲ့တော့ကျွန်တော်ပြောချင်တာက Champion League ဝင်လာတဲ့ခါမှာ Chelsea ရဲ့လက်ရှိအစုအဖွဲ့ Chelsea ရဲ့အနေအထားနဲ့ကထင်သလောက်မလွယ်သေးဘူးဆိုတဲ့အချက်ကိုကျွန်တော်သွားပြီးတော့တွေ့ရတယ်ပေါ့နော်။ဒါကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် Chelsea ကလက်ရှိသူတို့ကစားနေတဲ့ ဖလားတွေပေါ့ဒီဖလားတွေအကောင်လုံးချက်စီကသိပ်ပြီးတော့အားဆိုင်လို့မရသေးဘူးချက်စီကဘယ်ဖလားကိုပို့ပြီးတော့ဦးစားပေးခြင်းလဲဒီလိုမျိုးကစားရမယ့်အခြေအနေမျိုးမှာပဲရှိသေးတယ်လို့ကျွန်တော်ကပြောချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဗျာဒီ Bradford ကိုတည်ကြရတယ် Bradford ကိုတည်ကြပြီးပါ Bayern ကိုရှုံးတယ် Man U ကိုရှုံးတယ်ပြီးတော့နောက်တစ်ခုက Brighton ကိုရှုံးတယ်ဂျာတဲ့မှာတော့ Lee ဖလားနိုင်တယ်ပြီးတော့ Benfica ကို Champion League မှာနိုင်တယ်ဒီလိုအခြေအနေမျိုးလေးရှိပေမဲ့တကယ်တမ်းအရေးပါတဲ့ပွဲစဉ်တချို့မှာချက်စီကရှုံးသွားတယ်ဆိုတဲ့အနေနဲ့တော့ကျွန်တော်တို့သွားတွေ့ရပြီးတော့အခုအတော်အတွင်းမှာဆိုရင်ရှုံးပွဲက3ပွဲအထိတော့မှရှိတော့ ကိုကျွန်တော်တို့သွားတွေ့ရတယ်နောက်တစ်ခုကဒါ Premier League မှာဆိုလို့ရှိရင် Chelsea ကနိုင်ပွဲပြောင်းနေတယ်ဒါ Premier League 3ပွဲဆက်တိုက် Chelsea ကနိုင်ပွဲပြောင်းနေတဲ့အခါမှာဒီ ချဲခုဒီဘက်လီဗာပူးနဲ့ပွဲမှာချက်စီကလုံးဝရှုံးလို့မရအောင်လုံးဝကိုရှုံးလို့မရအောင်ချက်စီရှုံးသွားပြီဆိုလို့ရှိရင်ဒီပြမာရက်စ်ကပို့ပြီးတော့အပြောခံရမယ်အပိုင်းလေးတွေကျွန်တော်တို့ရှိသွားလိမ့်မယ်ပေါ့နော်ဒီလိုအခြေအနေရှိတယ်အဲ့တော့ကျွန်တော်တို့ကချက်စီရဲ့ဒီလက်ရှိဒီအနေအထားကိုပြောပြသွားရေဆိုလို့ရှိရင်ချက်စီရဲ့ဂျန်တဲ့အခြေအနေတကူကျွန်တော်ဆက်ပြောမယ်ဆိုလို့ရှိရင်ချက်စီကကောင်းလားဆိုလို့ရှိရင်ကောင်းပါတယ်လူစင်းပိုင်းလည်းတောင့်တင်းတယ်ဒါပေမဲ့အသင်းရဲ့ဘလို့ဖြစ်လဲဆိုတော့တည်ငြိမ်မှုပိုင်းဆိုင်ရာမှာအားနေတယ်ပေါ့နော်ဒါကလည်း ပွဲဆက်တွေပွဲချက်တွေများတာနဲ့လည်းဆိုင်တယ်နောက်တစ်ခုကဆက်ပြီးပြောမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့ဒဏ်ရာတွေများလာတယ်ဒဏ်ရာတွေများလာတဲ့အခါမှာတည်ငြိမ်တဲ့လူစင်းတွေကိုသိပ်ပြီးတော့ပွဲထုတ်လို့အဆင်မပြေဘူးဖြစ်လာတဲ့အခါမှာချက်စီးရရက်လက်တွေဆိုးလာတယ်ဒါကတော့ယာတီတိုင်းမှာကလပ်အသင်းနဲ့လိုလိုဒါရင်ဆိုင်နေရတဲ့အခြေအနေတစ်ခုပဲချက်စီးရအခုဆိုလို့ရှိရင်တော့ဒီယာလေးကိုချက်စီးရကြုံတွေ့လာရတယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအခုဒါချက်စီးကိုကြည့်မယ်ဆိုလို့ရှိရင်ချက်စီးမှာ ကာနာချိုးမှန်တိုင်းပြောရရင်ခုတည်းဒီဘာဆိုဘာမှသိပြီးတော့မလုပ်ပြနိုင်သေးဘူးအဲ့တော့ကာနာချိုးတစ်ခုခုလုပ်ပြဖို့လိုတယ်ဒါကာနာချိုးအတွက်ဒါနီဂျာမာရက်စကာကအဖြေထုတ်ပေးဖို့လိုပဲနောက်တစ်ခုကကျတော့ကျွန်တော်ချယ်ဆီကိုကြည့်တယ်ပေါ့ကျွန်တော်အမြဲတမ်းလည်းပြောလို့ရှိပါတယ်ချယ်ဆီကဥဆောင်သူမရှိဘူးချယ်ဆီရဲ့ဥဆောင်သူကဘယ်သူလဲဆိုတော့ရှင်ကွင်းလည်းလို့ဟိုအန်ဆိုဖာနန်ဒက်ဖြစ်နေတယ်တကယ်ကချယ်ဆီမှာတီယာကိုဆေးဝါးလို့ဘာလို့လိုမျိုးပေါ့နော်လူတယောက်ကျွန်တော်ကတော့ထပ်ပြီးတော့ကျွန်တော်ရဲ့အမြင်ဆိုလို့ရှင်တော့လိုရလို့ကျွန်တော်ထင်တယ်ဒီလိုမျိုးဥဆောင်မဲ့သူလိုတယ် ပြောမယ်ဆိုလို့ရှိရင်တော့ပွဲဒီမှာအနေကဆိုတာဒီလိုဟာကြီးကအများကြီးအရေးပါတာ။ကျွန်တော်အဲ့ဘက်မြင်တယ်။အဲ့တော့ကျွန်တော်တို့က Chelsea ကိုဘာလို့ Europa Conference League ရတယ်ပြီးတော့ FIFA Club Cup ဖလာရတယ်။ FIFA Club Cup ဖလာမှာလည်းသူက PSG လိုမျိုးအသင်းကိုနိုင်ဝါတဲ့ခါမှာ Chelsea ကိုအရင်တတ်မှတ်ထားတဲ့ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကျွန်တော်တို့ရဲ့အထင်တွေကအရင်အပေါ်ရောက်သွားတဲ့ပုံစံမျိုးပေါ့။တကယ် Chelsea က အဲ့တော့ဒီကျွန်တော်တို့မတွေးရသေးဘူးဗျပြောမယ်ဆိုလို့ရှင် Chelsea ကိုလက်ရှိကျွန်တော်တို့ Chelsea ဆိုပြီးတော့ကျွန်တော်တို့မြင်လိုက်တဲ့အခြေအနေတစ်နေ့နေ့ပြီးစဉ်းစားမှအဆင်ပြေမဲ့အခြေအနေမျိုးမှာပဲရှိတယ် PSG ကို FIFA ကလပ်ကဘာဖလာမှာနိုင်ဝါတာနဲ့ဟာဒီသင်းအရန်ကောင်းသွားပြီဆိုရင်ကျွန်တော်တို့တွားပြီးတော့ပြောလို့မရတဲ့အနေအထားတစ်ခုမှာတော့ Chelsea ကရှိနေတယ်ဒါအခုနောက်ပိုင်းရက်တွေကဒါကအဓိကကျွန်တော်တို့မြင်ရတဲ့ချက်ပဲဒါပေမဲ့တစ်ခုရှိတာကဒီပွဲကအင်ကွင်းပွဲစဉ်ဖြစ်တယ် Chelsea လုံးဝရှုံးလို့မရဘူး Premier League ၃ပွဲဆက်နိုင်ပွဲပြောက်ထားတဲ့ကလပ်သင်းသင်းနေတဲ့ဒီအင်ကွင်းပွဲစဉ်မှာတော့တစ်ဖက်က Liverpool ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့နော်ဂျက်လက်ကောင် က်တစ်ခုတော့ယူနိုက်မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ပေါ့နော်ဒါအဝေးကွင်းကလီဗာပူးပေါ့လီဗာပူးကလည်းပြိုင်ပွဲဆိုနှစ်ပွဲဆက်တော့ရှုံးထားတယ်။အဲ့တော့ကိုရဲတို့အမြင်လေးပြပြပေးပါအောင်။အာကျွန်တော်ကဒီရဒီလီဗာပူးကိုမြင်တဲ့အမြင်အားကြတော့တော်တော် moment FC ပေါ့နော်။ဒီအခိုက်အတန့်အမြင်နဲ့ပဲဒီအကျိုးရလည်းရအောင်လုပ်သွားတဲ့အတင်းလို့ကျွန်တော်ကတော့ပြောနေတယ်ပေါ့နော်။ဒီဂလာတာဆာရီနဲ့ပွဲမှာဆိုလေဒီပထမပိုင်းမှာပေါ့နော်ဒီသူတို့ပနတီမပေးရခင်မှာအကီတကီလွတ်ထွက်သွားတဲ့ပေါ်လုံး အဲ့ဒီကိုကဒီတပိုကန်လိုက်တာကဘလော့သွားတယ်ပေါ့နော်အဲ့ဒီလိုမျိုးကနေပြီးချက်ချင်းပြန်ပြီးကလာတာဆိုရည်ကတက်စစ်စင်နဲ့ပနလီပေးလိုက်ရတယ်ပေါ့နော်အဲ့ဒီအဖြစ်ပြက်ကသွားမယ်ဆိုရင်မိနစ်ပိုင်းလောက်ပဲရှိမိနစ်ပိုင်းလောက်တော့မရှိဘူးတမိနစ်တည်းမှာပဲဖြစ်ပြက်သွားတာပေါ့နော်သွားမယ်ဆိုဒီဘာဘူးနည်းအဲ့ဒီချိန်မှာ900ရောက်ရင်ဒါကလေဘာဘူးပဲဖြစ်သွားတယ်အဲ့မှာဘိုးမရပဲနဲ့ပနလီပေးလိုက်ရတဲ့အခါမှာကျတော့အဲ့ဒီပနလီနဲ့ပဲဘာဘူးနဲ့ရှုံးသွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုကျွန်တော်တောက်လျှောက်တရားတွေမှာမြင်ရတယ်ပေါ့နော်ဘေဘာဘူးမှာကျတော့ဒီကွဲလယ်မှာဒီဂရဘာဂရဘာဘက်ကလွဲရင် ဒီလိုက်သားမယ်လိုက်ဖြတ်ပေးမယ်ဒီလိုမျိုးပေါ့နော်ခြေထောက်တွေမရှိဘူးလို့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်သူဒီ grabber ကကြော်သွားပြီဆိုတာနဲ့ဒီဘဘူးခံစက်ကလုံးဝပွင့်သွားပြီဆိုတဲ့ပုံစံမျိုးပေါ့နော်နောက်ကကိုနာတေးရတယ်ထိခါလို့မရတဲ့ပုံစံမျိုးဒီနေရာမှာဇက်တိုက်ကိုသူကမြင်လာရတယ်ဆိုတော့ဒီလေပါဘူးနေနဲ့ grabber ဘက်ကိုဒါဒီ chassis ဘက်ကနေဒီလိုဖိအားပေးပြီးကစားလာမယ်ဆိုရင်ဘလို့လုံမလဲပေါ့ဒါမျိုးလေးတော့ကျွန်တော်တော့စိတ်ပူမိရပေါ့နော်ဒီအဓိကတော့ဒီကွင်းလယ်မှာကစားလိုက်ကစားပေးမယ်လူတွေပေါ့နော်ဒီကစားအားတွေလိုအပ်နေတဲ့ ခြေအနေမှာရှိရလို့ကျွန်တော်ကတော့ပြောခြင်းနဲ့အဲဒီပွဲစဉ်မှာဆိုလဲဒီဂရပါဘက်ရဲ့ support line ရဲ့ဒီ candidate ဂျုံးရဲ့ပေါ့နော်အဲ့ဒီကွန်းလေအတွဲကိုပဲကျွန်တော်ကတော့ contract ဖြစ်နေတယ်ပေါ့နော်အဲတာဝန်မှာတော့ဒီကပိုကိုပြန်ထားမယ်ပေါ့အဲ့လိုမျိုးပုံစံတော့သွားနေတယ်ဒီ flora ဝင်းကကြတော့ဒီဒီဘွဲကတော့အရန်ကုန်မှာထိုင်တဲ့နယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်ဒီနေရာမှာကျွန်တော်ပြောနေတာကဒီ AKTG ကြောင်းပေါ့နော်ဒီ Flora Way ရောက်သွားတဲ့ခါမှာ AKTG ကြောင်းပေါ့ AKTG ကကြတော့ပြောရမယ်ဆိုရင် DRD Liverpool Coordinator တွေထဲမှာ အကျိုးရှိဆုံး report မှုလို့တော့ကျွန်တော်ပြောခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားကဒီဘယ်လိုပြောရမလဲသူကတိုက်စစ်တစ်ခုလုံးရဲ့အသက်လို့တော့ပြောလို့ရတယ်ကြာသူရဲ့လို့သူလုံးလုံးလုံးနိုင်တယ်လောက်လေပါဘူးရဲ့တိုက်စစ်ကလမ်းကြောင်းပွင့်နေဆိုတော့ပုံစံမျိုးကိုကျွန်တော်မြင်ရတယ်ကနော်။ तू ကဒီ quality စင်းရမယ်စင်းပြီးတော့ तू တွဲကစားမယ်အဲ့လိုတွဲကစားတဲ့ခါမှာဒီတစ်ဖက်ကနောက်ခံလူက live ပြီးတော့ထောက်ရတယ်။အဲ့ထောက်ရတဲ့အချိန်ကြီးကနေပြီးတော့နောက်မှာနေရာလွတ်တွေရှိရပေါ့။အဲ့နေရာလွတ်တွေကဒီဆာလာတို့ပြေးထွက်လို့ကောင်းနေဆိုတဲ့နေရာမျိုးအချိန်မျိုးပေါ့နော် ဲ့တော့ဒီကျွန်တော်ကဒီဒီ Easter ဆိုင်ပေါ့နော်အဖြစ်တကီကိုတော့ကျွန်တော်ဒီရဒီလေပါဘူးပါပို့ပြီးတော့သဘောကျတယ်ဆိုတော့ခြေနေမျိုးပေါ့နော်ဒါမျိုးလေးတော့ကျွန်တော်မှရှိရပေါ့နော်အဲဆက်ပြီးတော့ပြောရမယ်ဆိုရင်သတိထားမိရတခုပေါ့နော်ဒီပါဘူးနဲ့ပတ်သက်ပြီးသတိထားမိရတခုကကျတော့ဒီတို့က second ball တွေပေါ့ဒီ crucial ball နဲ့ပေါ့ကဒီချက်ကိုကျွန်တော်တောက်လျှောက်ကိုမြင်ရတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီခဏခဏကပ်တင်လိုက်တဲ့ဘောလုံးတွေကဒီမန္တလေးတွေရောက်တယ်ပေါ့နော်ဗန်ဒန်ကနေပြန်ပြီးရှင်းထုတ်တဲ့ဘောလုံးတိုင်းကအဲ့ဒီ ကွန်းလယ်မှာပြန်ပြီးတော့ဆယ်ပေးမဲ့သူတရှိဘူးဒီပါဘူးပါအဲ့ဒီအချိန်ကြီးကဒီတစ်ဖက်တင်းကအသာသေးရယူပြီးတော့ချက်ချင်းကိုတက်စစ်ပြန်ပြီးကူးပြောင်းသွားတဲ့အခါမှာလီဗာပူးတင်းနဲ့တော်လျောက်ခက်ခက်ခဲကိုလိုက်ပြီးတော့တားဆီးရတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒါမျိုးကိုကျွန်တော်မြင်ရတယ်ဆိုတော့လီဗာပူးရဲ့ဒီ second ball လိုက်ပြီးဆယ်တဲ့ပိုင်းရတယ်အားနည်းချက်တွေလို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ဒီလီဗာပူးတင်းကဒီဘတ်စကာကွတ်ပိတ်တဲ့အတင်းနေနဲ့တွေ့ရင်ရုံးကန်ရတယ်ဒီပွဲစဉ်မှာလည်းချဲစီကတည်တာတော့ချဲစီကဒီဘတ်စကာကွတ်ပိတ်ပြီးတော့ပဲ ကစားလာမယ်ကောင်တာချောင်းပြီးထွက်ပါမယ်ဒီလိုချင်းနေမျိုးဟာလေဘာဘူးတင်နေတဲ့ဂိုးမရဘူးဆိုရင်တော့ကိုယ်ကျင်ကြလာတယ်မြတ်လေဘာဘူးတင်နေတဲ့စိုးရင်စိတ်တွေနဲ့ pressure ပို့ပြီးတော့ညားလာနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးပြီးတော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲလက်ရှိချိန်ကကြည့်မယ်ဆိုရင်တော့လေဘာဘူးတင်ကတော့ပို့ပြီးတော့ပြည့်ပြည့်စုံနဲ့ကစားမအင်အားရရောဒီကစားပုံရရောနော်ပို့ပြီးကောင်းတယ်လို့တော့ရှိရဲ့ဆိုပေမဲ့အရင်တော့စိတ်ချလို့မရသေးဘူးလို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ကတော့ Liverpool ကိုဘယ်လိုမြင်လဲဆိုတော့လေဒါဒီနှစ် Liverpool ကပြီးခဲ့တဲ့ဘောလုံးရာသီက Liverpool မဟုတ်ဗျပြီးခဲ့တဲ့ဘောလုံးရာသီက Liverpool ကဒါဘောလုံးကျွန်တော်တို့ဒီနှစ် Liverpool ထက်အများကြီးပိုကောင်းတယ်ပိုပြီးတော့တည်ငြိမ်တယ်အဲဒါဆိုလို့ရှိရင်ဒီနှစ် Liverpool ကဘာကောင်းလဲဆိုရင်တော့ကျွန်တော်ပြန်ပြီးတော့မေးခွန်းထုတ်လို့ရရတယ်အဲဆိုလို့ရှိရင်ကျွန်တော်ဖြေချင်တယ်ဒီနှစ် Liverpool ကလူပိုကောင်းတယ်ဒီနှစ် Liverpool ရဲ့လူစင်းကတော့တကယ်ကိုကောင်းတယ်ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ကတည်ငြိမ်မှုကိုမှီလားဆိုလို့ကျွန်တော်အခုတည်းမမှီသေးဘူးပေါ့နော်ကျွန်တော်ဒီအရာလေးကိုကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာက လီဗာပူးပါဗောဗျာဒါခြေစွမ်းပိုင်းသိပ်ပြီးတော့မတည်ငြိမ်ဘူးဗောဘလို့ပြောလဲဆိုတော့လီဗာပူးရဲ့ဒီရာသီဖြတ်သန်းမှုတွေကျွန်တော်တို့ကြည့်လိုက်မယ်လီဗာပူးအစောပိုင်းမှာပွဲတွေနိုင်နေနိုင်နေနိုင်နေအများကြီးနိုင်လာတဲ့ခါမှာလီဗာပူးပြက်ပြက်သားသားနဲ့နိုင်လာတယ်ဆိုတာမရှိဘူးလီဗာပူးကက်ပြီးတော့နိုင်သွားတယ်နောက်တစ်ခုကကိုရဲရင်တို့ပြောသလိုမျိုးဗောအနေထားတစ်ခုဟန်ဒီနိုင်သွားလို့အဲ့တစ်ချက်ကောင်းကနေခိုးရသွားပြီးနိုင်သွားတယ်နောက်တစ်ခုသူတို့နိုင်ထားတဲ့အနိုင်ကိုသူတို့ ထိမ့်သွားတယ်တော်တော်လေးစူးစမ်းပန်းစားနဲ့ထိမ့်ပြီးတော့နိုင်သွားတယ်ဆိုပြီးတော့လီဗာပူးကနိုင်လာတာပေါ့နော်အဲဒီအချိန်မှာတကယ်လည်းကြောက်ကျွန်တော်တို့တကယ်ကိုပေါ့နော်ခက်ခဲတဲ့ပွဲတွေရောက်လာပြီးချန်ပီယံလိဂ်တွေပါညာတွေဝင်လာတဲ့အခါမှာတကယ်ကိုကျွန်တော်တို့ ကောင်းပါတယ်ဆိုတော့ပေါ့ပြောချင်တာတော့အဝေးကွင်းကောင်းတဲ့အသင်းတွေရဲ့အိမ်ကွင်းမှာသွားပြီးရှင်ပြိုင်ကစားတဲ့အခါမှာ Crystal Palace ကိုရှုံးတယ်ပြီးတော့ Gardner Sarri ကိုရှုံးတယ်ဒါသိတော့ထူးဆန်းတဲ့အရာတော့မဟုတ်ဘူးဗျ Liverpool ကနိုင်နေလို့သာလူတွေက Liverpool ကြောင့်ဘာမှမပြောကြတာတကယ်တမ်း Liverpool ခက်လာလို့ရှိရင် Liverpool ရှုံးတော့မယ့်အချိန်ဆိုတာလာတော့မှာပဲအဲ့ဒီအချိန်မှာ Liverpool ရှုံးသွားတဲ့အခါမှာ Liverpool နည်းလေးပြောစရာလေးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့သိပြီးတော့မဆန်းဘူးအစောပိုင်းတည်းကပြိုင်ဘက်တွေကိုပြက်သားနဲ့နိုင်ခဲ့တာမဟုတ်တဲ့ Liverpool ကခက်ခဲတဲ့အချိန်ရောက်လာတဲ့အခါမှာတော့ Liverpool ကရှုံးမှာပဲဒီလိုအချိန်တွေရှိတယ်ပေါ့နော်အဲ့တော့ ပေါ့เนาะဒါကျွန်တော်တို့ဒါ Liverpool ကိုပြောမယ်ဆိုလို့ရှင်နီးပြ slot ပေါ့နီးပြ slot လက်ရှိ Liverpool မှာအရင်ဆုံးလောရမယ့်အရာကတော့တည်ငြိမ်မှုတစ်ခုပေါ့เนาะဒါမနစ်က Liverpool တော့မတည်ငြိမ်ဘူးပြကျွန်တော်ဒီလိုပဲမြင်တယ်အဲ့တော့တည်ငြိမ်မှုတစ်ခုကိုပြန်ပြီးတော့ရှာဖွေပေးရမယ်လို့ကျွန်တော်ပြောစင်တယ်နောက်တစ်ခုကကျတော့ Liverpool မှာဘာပြဿနာဖြစ်နေလဲဆိုတော့ကစားသမားကောင်းတွေအရင်များတွေပြဿနာဖြစ်နေအဲ့တော့ကစားသမားကောင်းတွေအရင်များတဲ့ခါမှာကစားသမားကောင်းတွေကိုအဆင်ပြေသလိုလှည့်ပြီးသုံးရတဲ့အခြေအနေမျိုးဖြစ်လာတယ်ဗျာသူ့ကိုလည်းသုံးရမယ်ငါ့ကိုလည်းသုံးရမယ်အနေထားမျိုးဖြစ်နေတယ်အကုန်လုံးကလည်းသုံးဖို့သုံးရမယ်အခြေအနေမျိုးမှာရှိနေတာဟုတ်အဲ့တော့ဒီကစားသမားကောင်းတွေကိုသုံးရမယ်ဆို တဲ့ပြဿနာပေါ့နော်ကစားသမားကောင်းတွေရှိနေတဲ့အခြေအနေတွေကိုလီဗာပူးကခံနေရတယ်အဲ့တော့ကျွန်တော်တို့ကအထောက်မှာအီဆက်ပဲဖြစ်ဖြစ်အီဂီတီဂီပဲဖြစ်ဖြစ်ပေါ့နံပါတ်1ရောမှာဝစ်ကိုသုံးမယ်ဆိုရင်တောင်မန်တစ်ဖက်မှာဆလာနဲ့ဂပ်ပိုရှိတယ်ဒီလိုအခြေအနေမျိုးဆိုတော့သေချာတယ်အီဂီတီဂီနဲ့ကျွန်တော်တို့ကပေါ့နော်အီဆက်နဲ့နှစ်ယောက်ထဲကတယောက်ကတော့အရန်ခုန်ထိုင်ရမှာဒါပေမဲ့အီဆက်ကိုအရန်ခုန်ထိုင်ဖို့ခေါ်ထားတာမဟုတ်ဘူးဒါပေမဲ့အီဂီတီဂီကအရန်ကောင်းနေတယ်ဘယ်လိုလုပ်ရမလဲပေါ့ဒီလိုမျိုးအခြေအနေတွေလီဗာပူးမှာဖြစ်နေတာပေါ့နော်အဲ့တော့သူအစဉ်ပြောင်း ငါအဆင်ပြေအောင်ဆိုပြီးတော့ကစားနေရတဲ့အနေအထားဖြစ်တဲ့အခါမှာအသင်းရဲ့အကောင်းဆုံးပုံစံတစ်ခုကိုလည်းမရဘူးဆိုတာမျိုးကျွန်တော်သွားပြီးတွေ့ရတယ်။လက်ရှိလီဗာပူးမှာအကောင်းဆုံးဆိုလို့ရှိရင်တော့ကျွန်တော်ကဆာလာတော့ကျွန်တော်မပြောချင်ဘူးကျွန်တော်အီဂီတီကီလို့ပြောချင်တယ်။ဒါအီဂီတီကီဒီယာဒီမှာအရန်ကောင်းတယ်။ဒါပရီးမီယာလိရဲ့အကောင်းဆုံးခေါ်ယူမှုတော်မှာဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့နော်ကျွန်တော်အဲ့လောက်ထိကိုမြင်တယ်။ဒီနေရာမှာကျွန်တော်တို့ပေါ့နော်ဒါဖြစ်မနေပြောမယ်ကစားသမားတယောက်ရှိတယ်။ဒါကတော့ကျွန်တော်တို့ဒါဂျာမန်ကွင်းလေကစားသမားပေါ့နော်ဒါဖစ်ပဲပေါ့နော်။ ဒါကျွန်တော်ထင်တယ်ပြီးခဲ့တဲ့ဒါပွဲစဉ်ကပွဲစဉ်6လမှာတည်းကကျွန်တော်ပြောခဲ့တယ်ဒီကစားသမားဘာမှမလုပ်ပြနိုင်သေးဘူးဆိုရင်ကျွန်တော်ပြောတဲ့ခါမှာအဲ့တုန်းကတော့တိတ်ပြီးတော့ဘာဘာဘာသိပ်မပြောကြတော့အခုကျတော့ပွဲတွေကဖြည်းဖြည်းနဲ့များလာတယ်ဘိုးဖန်လေးမှုလည်းမရှိဘူးနောက်တစ်ခုကျွန်တော်တို့ပေါ့နော်ဒါဘိုးသွင်းတာလည်းမရှိဘူးပေါ့အခွေရေးဖန်တီးတာကတော့ရှိပါတယ်ဟုတ်တယ်ဒါပေမဲ့ဂိုးဖန်လေးမှုနဲ့ဂိုးမရတဲ့ခါမှာတော့ဒါကတော့ပြောကြမှာပဲလေဒီလိုပုံစံမျိုးဖြစ်လာတဲ့ခါမှာကျွန်တော်တွေးမိတာတစ်ခုပေါ့နော်ဒါမန်ယူကစားသမားဖြစ်ရတဲ့လူတွေကမလွယ်ဘူးဗျ မင်းကစားသမားဆိုလို့ရှိရင်တပွဲနှစ်ပွဲလောက်မကောင်းလိုက်တာ ਨੇ အဖြစ်ပြောတာဘယ်လိုမျိုးလဲဆိုတော့ Chelsea နဲ့နေ့ကတွင်းကိုတရားပြီးခဲ့တဲ့ Fernandes က Bradford နဲ့ပွဲမှာပဏိလဲလွဲရောရစရာမရှိအောင်ပြောခံရတယ်တော်တော်ရစရာမရှိအောင်ပြောခံရတာဒါပေမဲ့ဘောနော်ဒါ Vis အခုလိုမျိုးခြေစွမ်းလဲသိပ်ပြီးတော့ကောင်းအောင်လည်းမကစားနိုင်ဘူး Premier League မှာလည်းခက်ခဲနေပေမဲ့ဘယ် Liverpool ပြိတက်ကမှသူ့ကိုအပြစ်မပြောသလိုဘယ်ပြိတက်တခြားသောဘယ်ပြိတက်ကမှလည်းသူ့ကိုသိပ်ပြီးတော့ထိုးနှက်ပြီးပြောတာမျိုးမရှိဘူး ဲ့တော့နည်းနည်းလေးဖိအားကင်းတယ်ပေါ့မန်ယူကစားသမားဖိအားတာပို့ပြီးတော့ဖိအားများတယ်လို့ကျွန်တော်မြင်မိတယ်ပေါ့နော်ဒါတော့ဒီနှစ်ခုမှာကျွန်တော်သွားပြီးတော့ဒီရပိုင်းမှာကျွန်တော်တွေးမိတဲ့အတွေးလေးကိုကျွန်တော်ပြောတာပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်ကတော့ဘယ်လိုထင်လဲဆိုလို့ရှင်တော့ဒါ Liverpool နိုင်မယ်လို့ထင်လားဆိုတော့ကျွန်တော် Liverpool နိုင်မယ်မထင်ဘူးဒါ Liverpool နိုင်မယ်ဆိုရင်တော့ကောင်းတာပေါ့နော်ဒါပေမဲ့မထင်ဘူးဒီပွဲက Chelsea ကလည်းရလက်ကောင်းဖို့လိုတယ်ဒါ Liverpool ဘက်ကလည်းရလက်ကောင်းဖို့လိုတယ်ဆိုတော့နှစ်သင်းလုံးအတွက်မရှုံးဘူးဆိုလို့ရှင်အခြေအနေမကောင်းတာပေါ့အဲ့တော့ကျွန်တော်ကဒီပွဲမှာဒါညီကိုတွေဒီလိုနေဆိုတဲ့အကွက်ကလေးကိုမြင်မြင်ရမလားပေါ့နော် ော်ကျွန်တော်ကတော့ဒီလိုလေးတော့ထင်ပါတယ်ကဲဒါဆိုလို့ရှင်တော့ဒီဘွဲရဲ့ကိုရက်လက်ကမ်ပိန်းလေးပဲလေးသွားစင်တယ်ဒါကိုရက်ရဲ့နှုတ်ကမ်ပိန်းပြပါအောင်အဲကျွန်တော်လည်းဒီဘွဲစင်မှာကျတော့ဒီ Chelsea ကကျတော့လေဒီအမားဆောက်ပြီးတော့စကားမဲ့ပုံစံမျိုးမှာရှိရပါတော့ Liverpool ကလည်းဒီစကားပိတ်တဲ့အတင်းတွေနဲ့တွေ့ရတယ်နည်းနည်းခက်ခဲရတဲ့ပုံစံမျိုးလေးတွေရှိရဒါပေမဲ့သူတို့မှာကဒီလိုမျိုးအခိုက်အတန့်လေးပေါ့နော်အခိုက်အတန့်လေးရတယ်ပိုးရနိုင်တယ်ရှိရဆိုပုံစံမျိုးလေးတွေမြင်ရတော့ဒီဘွဲစင်မှာတစ်ဖက်နဲ့တစ်ဖက်ပေါ့နော်ဒီတည်ရရလက်ပေါ့နော် ီ Chelsea နဲ့ Liverpool ကတစ်ဖက်တစ်ကိုးစီကိုလည်းရလနဲ့ပဲပွဲပြီးဆုံးရမယ်လို့ကျွန်တော်ခန့်မှန်းလိုက်ပါတယ် အဲဘာပဲကျွန်တော်တို့ရောက်ဒီဘွဲမှာအမြင်တူပါတယ်ကျွန်တော်လည်းဒီဘွဲကိုတရေရလက်ကိုပိုကြိုက်တယ်ဒီဘွဲချယ်ဆီရှုံးသွားလဲချယ်ဆီအတွက်မကောင်းဘူးဒါလီဗာပူးရှုံးသွားလဲလီဗာပူးအတွက်မကောင်းဘူးပေါ့နော်အဲ့တော့ဒီဘွဲတရေဆိုလို့ရှိရင်ဟောနှစ်သင်းလုံးအတွက်ကောင်းတယ်နှစ်သင်းလုံးအေးဆေးဆေးလေးအနေထားမျိုးလေးဖြစ်နိုင်တာဟုတ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီရာကနှစ်သင်းလုံးအတွက်ပိုကောင်းတယ်လို့ထင်တယ်ကျွန်တော်လည်းတရေကိုကြိုက်တယ်ဒါပေမဲ့ကျွန်တော်တို့နှစ်သင်းပေါင်းတွင်းကိုများမလားပေါ့နော်ကျွန်တော်အဲ့လိုမျိုးတွေးမိတာကြောင့်ကျွန်တော်ဒီချယ်ဆီနဲ့လီဗာပူးဒီဘွဲဆိုမှာတော့တစ်ဖက်နှစ်ကိုးစီနဲ့ သိရကြမယ်လို့တော့ကျွန်တော်တို့ခံမှလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့ပေါ့နော်ဒါ Chelsea Liverpool ပွဲချိုးအနေထားကတော့ဒီလောက်ပါပဲကျွန်တော်တို့ပေါ့နော်ဒါ The Premier Sport ပြည်သက်တွေကိုလည်းကျေးဇူးတင်တယ်ဒါကျွန်တော်တို့အချိန်တစ်ခုပေးပြီးတော့ပြောခဲ့တဲ့ကိုရဲအထင်ကိုလည်းကျေးဇူးတင်ပါတယ်